မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေဆရာကဒီတစ်ခါတော့တောက်ကြာသားသမီးတွေ2025ခုနှစ်မတ်လ22ရက်ကနေလကုန်အထိတပတ်စာမတ်လနောက်ဆုံးပတ်တော့ဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်တောက်ကြာသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရာအဆင်ပြေအောင်မြင်ကြပါစေဆရာနည်းနည်းလေးရှူကြနေလို့ခမဲတောင်းနေတယ်ထင်တယ်နော်အဲ့ဒါကြောင့်နည်းနည်းလေးအတန်လေးကိုထိမ့်ပြောပါမယ်ခင်ဗျာနော် ဒီ2025ခုနှစ်မတ်လအတွင်းမှာတောက်ကြသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယင်ထဲမှာအရာရာကိုအပြိုင်ဆိုင်တိုက်ခိုက်တွေများနေတယ်လုံငန်းခိုင်ငန်းနဲ့ပတ်သက်လို့လုံနဲ့ပတ်သက်လို့ရှိရင်လေကိုကိုလိုက်ပြိုင်နေတဲ့သူတွေပေါ်နေတတ်တယ်ထို့အပြင်တောက်ကြသားသမီးမိတ်ဆွေတွေလက်ရှိမှာကိုကဘာလုပ်လို့ကိုကိုအပြိုင်ဆိုင်တိုက်ခိုက်တွေဖြစ်နေတတ်တဲ့အတွက်တော့အပြိုင်ဆိုင်နေကြတဲ့ကအတိုက်ခိုက်အခက်အခဲတွေကြားတဲ့ကစူးစမ်းယုံထွက်မှသာအဲအပြိုင်ဆိုင်တွေကိုစိတ်ဝင်စားတဲ့သူမှသာ မိတ်ဆွေတို့အနေနဲ့တိုးတက်ရှင်တဲ့အောင်မြင်ရေးကိုရရှိပါလိမ့်မယ်လုပ်ငန်းနဲ့ပတ်သက်ရင်လည်းလုပ်ငန်းပြရင်လုပ်ပြရင်ဒီပေါ်နေရတတ်တယ်အဲဆွနာတို့ကစီးပွားရေးနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်ဘယ်အရာအရာမှအပြိုင်ဆိုင်လေးတွေပေါ်နေရတာမိတ်ဆွေရဲ့ကံတာဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတောက်ကြတဲ့သမီးများလက်ရှိမိတ်ဆွေတို့ရဲ့ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့လက်ရှိမှာစိုးရိမ်စရာဘာမှမရှိဘူးလက်ရှိရှိနေတဲ့အနေအထားကနေပြီးတော့ရုံရော့သွားနိုင်စရာဆုံးရှုံးသွားနိုင်စရာဘာမှမရှိဘူးတို့ရတွင် အဲငွေကြေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်ဟိုမိမိအနေနဲ့မိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ငွေဝင်လာတာမျိုးတွေငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်အဲမိမိရဲ့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စီအမွေကိစ္စလေးတွေအဲဒီလိုမျိုးကိစ္စလေးတွေလုပ်ငန်းရင်းနှီးထားတဲ့ကိစ္စလေးတွေမှာငွေလုံးငနဲ့ရင်းငနဲ့ဝင်လာတတ်တယ်ဒါအပြင်တဏနာပြုတ်ဖို့အတွက်အလူဒါနာကိစ္စတဏနာကြီးကိစ္စဘာသာကြီးကိစ္စ လှုပ်ဆောင်မယ်လို့တွေးထားသောတောက်ကြသားသမီးမိတ်ဆွေများမိတ်ဆွေတို့မကြခင်မှာရည်ရွယ်ချက်တွေပြည့်ဝလာပါလိမ့်မယ်သို့တော်ကိုကတကယ်ကိုလှုပ်ပေးနိုင်မှာလားလှုပ်မပေးနိုင်ပဲဂတိခံလာရင်မိတ်ဆွေတို့ရဲ့ ဒါလေးတွေကိုဘယ်ယူဆိုင်စဉ်ပြီးလိုအပ်ပါလေအဲအလူတန်းကိစ္စတွေမှာငွေကုန်ကြေးကြများတာမျိုးဘာသာရေးကိစ္စလေးတွေမှာငွေကုန်ကြေးကြများတာမျိုးတာနာပြုရေးဆိုင်ရာကိစ္စလေးတွေမှာငွေကုန်ကြေးကြများတတ်တယ်လို့ဘုံကြီးရဟန်းတိမ်ပရဝံအစကြီးတဲ့အရာလေးတွေနဲ့ပတ်သက်ပြီးတော့ငွေတွေအကြောင်းပြုပြီးတော့ဝင်လာတတ်သောအပတ္တကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာကြက်ပါကြီး ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်မိမိတို့အနေနဲ့ဆရာဝန်မအမျိုးသမီးဆရာဝန်တဦးတယောက်ကနေပြီးတော့ခြာပွေပြီးတော့ကုသတာမျိုးဖြစ်စေအမျိုးမိမိထက်အသက်အရွယ်ဟောဝါခေါ်ကြည့်တော့အမျိုးသမီးဆရာဝန်ဒေါက်တာအဆရှိတဲ့သူတွေနဲ့ပြသကြည့်ပါမိမိရဲ့ကံလာကျမ်းမာရေးနဲ့ပတ်သက်အောင်မြင်ချင်းတိုးတက်ခြင်းတမားဆိုအိုမเนาะအဲ့တော့တမားဆိုအိုမဆိုတဲ့အတိုင်းပဲအိုရဲ့ဆရာတွေနားမှာပြတာမျိုးအိုရဲဆိုတာအိုတွေကိုပြမလို့အသက်ကြီးရင်းနဲ့ ဆရာသမားတွေတောင်မှပြတာဒါမျိုးပါမိတ်ဆွေရဲ့ကံကိုမိတ်ဆွေရဲ့နှစ်ရှည်လာများစွာခံစားနေရတဲ့ကျမကြီးဟာပျောက်ကင်းလာနိုင်သောအတိုင်းအတာကာလအပိုင်းရှားကိုရောက်ရှိနေပါတယ်အလုတ်ကအလုတ်ကိုင်းနဲ့ပတ်သက်ရင်ငွေကြေးကိစ္စတွေအဆုချေရနဲ့ပတ်သက်တာတွေငွေကြေးနဲ့ပတ်သက်ပြီးကွန်ပျူတာကအဆရှိတာတွေလက်လွန်ထားတဲ့ငွေကြေးတွေပြန်လဲတောင်းဆိုတာမျိုးတွေငွေကြေးနဲ့ပတ်သက်လို့ရင်းနှီးလှုပ်ဆောင်တာမျိုးလေးတွေမှာအားသာမှုကောင်းမှုတွေရရှိတတ်တယ်ခြေတူဆောင်ရွက်လှုပ်ဆောင်မှာ ရာထူးလုပ်ငန်းကိုင်ခံတဲ့ပတ်သက်ရာထူးတူလုပ်ငန်းသူတွေမှာအပြိုင်ဆိုင်တွေများသလောက်အတ္တိအပြိုင်ဆိုင်တွေကြားထဲမှာမိမိဟာအပြုံးလေးနဲ့သာရှေ့ဆက်ပါအဲဆွနလိုကအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီဆောင်မမှုကိုရရှိတတ်တယ်ရှေ့သူဆောင်ရလှုပ်ဆောင်ပါမထင်မှတ်ဘဲနဲ့ငွေကြီးနဲ့ပတ်သက်ရလုပ်ငန်းရင်းကနေဝင်လာတတ်တယ်ခင်ဗျားတို့ပြောတယ်ယန္နာပုံဆိုင်ကိနဲ့ဆိုင်လို့တားရွှေဥထားလာတယ်လို့ငွေကြီးတွေဟာအေကန်ဒိဋ္ဌကိုဝင်လာတတ်တယ်လုပ်ငန်းကိစ္စအလုပ်ကိစ္စယင်းနှီးမှုမှန်သမျှဟာ ကိုယ့်အတွက်ကိုလက်ရှိမှာခြေတူဆောင်ရွက်လှုပ်ဆောင်ပြီးအားသာမှုကိုရယူပါတကယ်ကိုခြေတူဆောင်ရွက်ပြီးတော့ကံကောင်းမှုတွေရရှိပါလိမ့်မယ်အလုတ်တဲ့လှုပ်ဆောင်လို့ပဲမိတ်ဆွေများခြေတူဆောင်ရွက်လှုပ်ဆောင်မှာအားသာပါတယ်တို့ရတွင်တဦးတည်းတယောက်တည်းလှုပ်ချင်းတဲ့နှစ်ဦးနှစ်ယောက်လှုပ်တာမျိုးမိမိအိမ်တော်ဘက်နဲ့တိုင်မင်တာမျိုးသူမဟုတ်နှစ်ဦးနှစ်ယောက်ဆက်တူပြီးတော့အတွေးအခေါ်လေးတွေကိုတစ်ချိန်နှစ်ချိန်သုံးချိန်လောက်စဉ်းစားပြီးတော့မှလှုပ်ဆောင်ရှာမှတ်ပါမိမိတဦးတည်းဆောင်ရွက်ချင်းတဲ့နှစ်ဦးနှစ်ယောက်ဆောင်ရွက်တာမျိုးတွေရာပုံမကောင်းမှပါတယ်အထူးသဖြင့်ကွန်ပျူတာကြောက်တဲ့အဆရှိတဲ့လုပ်ငန်းတွေ အဲဟိုဆိုတာလို့ပေါ့ငွေကြေးဆိုင်ရာမှာအစုရှယ်ယာစုကြီးနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတယ်အလူဒါနကိစ္စနဲ့ပတ်သက်တာတွေအကျိုးပေးတယ်လူမှုကူစည်အကူအညီမှုအကိစ္စမျိုးတွေအကျိုးပေးတယ်အပြော်အပားနဲ့ပတ်သက်သောကိစ္စလေးတွေဖျော်ဖြေရေးဆိုင်ရာလုပ်ငန်းလေးတွေအမှုပညာပကြီးပမှုဘေးရင်ဘေးရဆန်းကျန်တရုတ်ဆောင်အစိုးအခအရေးအတိတုခုမှနဲ့ပတ်သက်သောလုပ်ငန်းတွေအဲဆရာလို့ချူတင်လို့ဆရာရဲအဘေးရင်အလုပ်တွေအမျက်နှာပြရဆိုဆရာမင်းသားတော့မဟုတ်ဘူးเนาะအဲချူတင်လို့ဆိုဘေးရင်ဆရာအလုပ်တွေထင်ပေါ်ကြော်စောမှုဂုဏ်သတင်းကြီးမှုနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့အလုပ်တွေမှာ တောက်ကြသားသမီးတွေကလက်ရှိမှာအကျိုးပေးအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်သောအပတ္တာပိုင်ချဖြစ်ပါတယ်။တတိထားမှာတော့ဘာကိုဖြစ်ဖြစ် စေတနာကိုအတွက်တော့ဘာလို့လုတ်လို့ကောင်းမှုမင်းပဲသူတစ်ပါးကိုစေတနာကိစ္စလေးတွေမှာဝေဒနာမပြစေနဲ့ပြီးတော့မိမိလုတ်တဲ့အလုပ်တွေကိုစကားကိုပုံအောင်မပြောမိစေနဲ့မိမိပြောလိုက်တဲ့ကိစ္စလေးတွေကိုသူတစ်ပါးကမိမိရဲ့အကြံစီတွေးခေါ်တွေကိုယူသွားတတ်တယ်အဲမိမိရဲ့အတွေးခေါ်အကြံစီတွေဖွင့်ပြောလိုက်ခါမှာအပြတ်သဘောတွေစောင့်တတ်တဲ့အတွက်တော့ဒါလေးကိုတတိထားစင်ပြေဖို့လိုအပ်ပါတယ် အမျိုးသမီးများနိုင်ငံခြားခီးသွားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေချိတူဆောင်ရွက်လုပ်ဆောင်မှာ passport လုပ်ငန်း visa လုပ်ငန်းတွေနဲ့ပတ်သက်ချိတူအားသာခြင်းကောင်းမွန်ခြင်းတွေတိုးတက်ခြင်းတွေရရှိတာမျိုးနေချရေချအရချဘာသာချတိုင်းတစ်ပါးတွေရဲ့အကူအညီကိုရရှိတတ်တယ်။အမျိုးသားတွေအရောဆိုရင်တော့မိမိကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ရှင်းတဲ့အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုနဲ့ရယူပြီးတော့စွမ်းဆောင်မှာပုံမူပြီးတော့ကံရဲ့နှင်းမြန်မှုချောမွေးမှုနဲ့ကံကောင်းမှုကိုရရှိတတ်သောအပ္ပတ္တကာလဖြစ်ပါတယ်ခင်ဗျာ။လူငယ်တွေအရှိရင်မှာတော့ စစ်ဆက်ကြောင်းလန်းခြင်းစကားပြောဆိုခြင်းတွေတမီအီးစားတွေတဦးနဲ့တူတယောက်နဲ့တယောက်နော်ဟိုဆွနာလိုပေါ့နှစ်လွာပေါင်းမှတရွက်ဆိုတဲ့အတိုင်းပဲမိမိအနေနဲ့အဲဆွနာလိုပေါ့ရှင်ရအချီးကြီးမှဆိုရင်တော့အချီးကြီးဘဝကိုရက်ပြီးတော့နှစ်လွာပေါင်းမှတရွက်ဆိုတဲ့အတိုင်းအိမ်တော်ပြည့်ကျစစ်ဆက်ခြင်းပြောဆိုခြင်းတွေမှာအားတာပြီးတော့အခွင့်အလမ်းကောင်းတွေရရှိတတ်ပြီးတော့ပြုလုပ်လို့ရပါတယ်မင်္ဂလာရရွေးချင်ဆရာကနားလာရွေးလို့ရပါတယ်ခင်ဗျတိုးတော့တဦးနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေသူတွေတမီးကြီးစားမြတ်အနေနဲ့ကတော့တယောက်နဲ့တယောက်တယောက်ကအနိုင်လိုချင်လို့ ဂျား၃ဂျားဆက်နာလို့ပေါ့ဂျားကိစ္စလေးတွေကြောင့်ပြဿနာတက်တတ်တယ်အထူးသဖြင့်ဖောက်ပြန်မှုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သို့မဟုတ်ရင်ဆွေမျိုးသားချင်းကိစ္စညီကိုနင့်ရအကိုကတော့ဘလို့ငါရဲ့မောင်ကတော့ဘလို့ဆိုတာမျိုးလေးတွေအကြောင်းပြုပြီးတော့မတော်အားသေးတော့အမျိုးကိုအကြောင်းပြုပြီးတော့ပြဿနာတိုက်ခိုက်လေးတွေသို့မဟုတ်အပြောအဆိုမခံတာမျိုးလေးတွေကြောင့်တော့နှုတ်မကျူးဖို့လိုအပ်ပြီးတော့ဒီပြဿနာလေးတစ်ခုပါလွှဲရင်ကျန်တာပါမှမရှိလာပါဘူးထို့အပြင်မိတ်ဆွေတို့အနေနဲ့အရှိဟိမှာဆိုရင်တော့ ချစ်သူကြီးစားမရှိသူတွေမိမိချစ်တော်မျက်လို့သောသူကိုပြောဆိုတဲ့အခါမှာကိုကိုယ်တိုင်တိုက်ရိုက်ပြောဆိုခြင်းထက်တဦးတယောက်ရဲ့အကူအညီကြားလူကလေးနဲ့ခံပြီးပြောဆိုတာဟာကံကောင်းမှုနဲ့တိုးတက်မှုတွေရရှိနိုင်သောအပ္ပတ္တာဖြစ်ပါလေအိမ်တော်ကြီး ူတူချက်ချပါပဲတောက်ကြတောင်းမိမယ်ရှင်များအိမ်တော်ရှင်များဖို့ကတော့မိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ငကူကအစင်မပြေမှုတွေနားလည်မှုတွေတောင်လက်ရှိမှာနားလည်မှုတွေရနေပြီးတော့အေးချမ်းမှုနဲ့အိမ်တော်ဘက်ရဲ့အထောက်အကူအကူညီကိုရရှိတတ်တော့ကံမျိုးဖြစ်တဲ့အတွက်ဘာလို့လို့လို့အခက်အခဲကြုံနေတဲ့မိတ်ဆွေများဖို့ကတော့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့တိုင်ပင်ညှိနှိုင်းတာမျိုးအကြံစီအကြံအကောင့်ထဲလေးကိုအရေးတော်ဝင်လို့ပြောဆိုကြည့်ကြည့်ပါ တကယ်ကိုတူးခြားမှုတွေကောင်းမှုတွေရရှိပါလိမ့်မယ်။ထို့ပြင်ဖခင်တို့မဟုတ်အဖေတို့မဟုတ်မိမိရဲ့လင်ယောက်ျားကိုဖြစ်စီဘုရားကျောင်းဆောင်ကိုဖြစ်စီဆွဲမှတ်တာမျိုးအုတ်ထုတ်တို့ဥကောင်းတို့နဲ့ပတ်သက်ပြီးဆွဲမှတ်တာမျိုးတွေဆိုလို့ချင်းတော့မိတ်ဆွေတို့သိကြပါရဲ့ထီကန်ဆန်းမှာထီရထီဟူပောက်တယ်လို့ငွေဝင်တာမျိုးအမွေရတယ်လို့ငွေဝင်တာမျိုးတွေလုံငယ်ရင်းကနေဝင်လာတတ်တော့အပတ်တာအပိုင်းချာကာလာဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာတနင်္လာသာသမီစနေသာသမီတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့အကျိုးပေးသောအရာအနေနဲ့စင်ဆွေရောင်အဝါရောင်မိုးပြရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုအားသာကောင်းမွန်တိုးတက်နိုင်ပါတယ်အကျိုးပြုသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍရှစ်ကဏ္ဍဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုကဏ္ဍအတွဲလေးအပူလေးတွေပေါ့နှစ်နှစ်အပူပူချစ်ချစ်အပူလေးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့တူးတီးပေးနိုင်အောင်တော့ကံကောင်းစေနိုင်သောအပတ္တကာလဖြစ်ပါတယ် အဆဆရရအစဉ်ပြေမှုတွေရရှိစေရတို့ကမိမိတို့ရဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေများနေလို့ရှိရင် မိမိကိုလိုက်ပြိုင်နေမိတ်ဆွေမိမိကိုတကယ်လဲအမှန်တကယ်ပြိုင်ပြီးတော့မကောင်းကြံနေတဲ့သူတွေပေါ်လာခဲ့လို့ရှိရင်အဲ့ဒီသူရဲ့နာမည်ကိုတီရှူးပေါ်မှာ ကြည့်ပြီးတဲ့အခါလက်ကနေလုံးချီပြီးတော့နေ့စဉ်အမိုက်ပုံးလေးတွေပြစ်ထည့်လိုက်ပါဒါဆိုရင်ကိုယ့်ကိုလိုက်ပြိုင်နေတဲ့သူတွေဟာအဝေးကိုပကြခင်လွှဲစင်ပြင်းပြောက်သွားပါလိမ့်မယ်အဆက်ဆက်ရရအရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါထင်ပေါ်ခြင်းကြော်စောခြင်းနဲ့ကောင်းသောဂုဏ်သတင်းကြည့်အောင်လို့မျက်စွာပြရမှာဖြစ်စေရေမွေးတဘူးလူတို့ကမိမိကိုယ်တိုင်ကလည်းအဲလက်ပေါ်ဝါမှာဖြစ်စေအမွေးနတ်တာပါဖြစ်စေဥကောက်မှာဖြစ်စေဖျန်းသွားပြီးတော့လှုပ်ဆောင်ရင်အရေးကြီးတဲ့ကိစ္စတွေပြောဆိုတဲ့အခါမှာကွန်ပျူတာချီပြီးကံတရားရဲ့ထောက်ကူကိုရရှိပါလိမ့်မယ်ခင်ဗျာ မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ပုံတွေအယောင်းတွတ်အယောင်းထွက်စီဖို့အတွက်ဆိုရင်တော့မိတ်ဆွေများခင်ဗျာမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ပုံတွေကိုတရက်ရွက်လေးနှစ်ရွက်နဲ့နော်မိတ်ဆွေတို့ရဲ့တရက်ရွက်လေးနှစ်ရွက်နဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါဒါဆိုရင်ရောင်းထွက်သွားပါလိမ့်မယ်ခင်ဗျာအဆက်ဆက်ရရအတိတ်ခံပြုတ်လို့တောက်ကြသားဆိုရင်မိတ်ဆွေများအတိတ်ခံပြုတ်လို့တပါဆိုရင်တော့နမောတတဗကဝါသောအရဟသောတမန်တံဘုတတဆိုတဲ့ပတိကိုတနည်းကို6ပတ်လုံးနဲ့ 6ရက်တိတိအတိတ်တံဝင်မှာကန္တရရဲ့တိုးတက်မှုတွေရရှိပြီးအစဉ်ပြေလာပါလိမ့်မယ်ခင်ဗျာအဆက်ဆက်ရရအောင်မြင်ပြီးပြုလုပ်ရမယ်ငွေဝင်စီရရေရရအနေနဲ့ဆိုရင်တော့ခင်ဗျာဘာမှမခတ်ပါဘူးမြက်စွာဖရားမှာမုတ်လုံးကြီးပေါ်လှူပြီးငွေကြေးကိစ္စအစဉ်ပြေဖို့စုတောင်းပါတာအဆက်ဆက်ရရအောင်မြင်အစဉ်ပြေသွားမယ်ဆိုလဲပြောရင်းနဲ့ကဲတောက်ကြတော်သမီးမိတ်ဆွေတွေအားလုံးရန်ကုန်တပ်ပြည်တွေမြကြည့်ရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်း WhatsApp Telegram မှာဖြစ်စီပိုက်ပါမှာဆက်သွယ်နိုင်တဲ့ တစ်တော့မစင်ညာကနေပြေးတယ်မဟောပါဘူးဆိုတဲ့အကြောင်းနဲ့တတိပေးနှိုးစော်တိုက်တွန်းလက္ခဏာခက်ကျင်ညာရင်းနဲ့ဆရာမေဆွေအားလုံးတောက်ကြလေးနောက်တစ်ပတ်မှာပြန်ဆုံပါမယ်ဒါအပြင်ဆရာတကြံအတွက်ဟောလေးလပိုင်းတော့မရိုက်တော့ဘူးဆရာ1989အတွက်ဟောစတန်တင်ပေးမယ်ဆိုတဲ့အကြောင်းလဲကျင်ညာရင်းနဲ့နောက်ဗီဒီယိုမှာနောက်တစ်ပတ်မှာပြန်ဆုံ